ဖဘဖမများအလုံးမင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ဒီကြားရဲ့ထဲမှာရှင်းပြန်ကစားသွားကြတယ် champion league ပွဲစဉ်၃ကြောင်းလေးကိုအနိုင်ငယ်ပြန်လဲဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတဲ့ရင် like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ် โอเคအဲ့ဆိုလို့ရင်ကျွန်တော်ဗီဒီယိုလေးကိုစားရကြအောင်ကျွန်တော်ဒီတစ်ပတ်အဲရှင်မြိုင်နဲ့အဲပီမီယာလိဟိုချန်ပီယံလိပွဲစဉ်သုံးပါဆိုလို့ဆိုရင်ကျွန်တော်ပီမီယာလိအသင်း6စင်းလုံးနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ရလဒ်တွေကိုအဲပုံဖော်ထားတယ်ဒီထဲမှာမှကျွန်တော်တို့တော်တန်ဟော့စပါအသင်းသင်းပဲကျွန်တော်တေရလက်ထပ်ပေါ်ခဲ့ပြီးတော့ကျန်တဲ့၅သင်းဆိုလို့ဆိုရင်ကျွန်တော်တို့ကိုပြတ်တေလိုလိုကြီးပဲအနိုင်ရလက်ကိုပုံဖော်ထားနိုင်တာကိုတွေ့ရမယ်အဲဒီတစ်ချက်ကြောင့်လည်းကျွန်တော်ဒီတစ်ပတ်ရဲ့ချန်ပီယံလိပွဲစဉ်သုံးပါတော့ကျွန်တော်အင်္ဂလန်အသင်း တွေကြီးစုတဲ့ညတညလို့တော့ပြောလို့ရတယ်။ခေရဆိုလို့ဆိုရင်ကျွန်တော်တို့ကျွန်တော်တို့အရင်ဆုံးအစနေအင်္ဂါနေ့ညပြီးရင်ကျွန်တော်တို့ဗိုလ်ရုနေ့မှာရှင်ပြန်နေကျွန်တော်တို့အင်္ဂလန်ကအသင်းသုံးသင်းကြောင်းကိုကျွန်တော်တို့အဲနိုင်ငံပြန်လဲဆွေးနွေးနေဒီထဲမှာမှကျွန်တော်တို့အဲ PSG ကပီအဂျီတော့ဖြစ်တယ်နယူကာဆယ်ပါမယ်ဗျာပြီးရင်ကျွန်တော်တို့အာဆင်နယ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့မန်ချက်တာစီးတီးတို့ပါမယ်ယူရိုအနေနဲ့နယူကာဆယ်နယူကာဆယ်တော့သူ့ရဲ့အိမ်ခွင့်မှာကျွန်တော်တို့အဲဘင်ဖီကာကိုအခန့်အဲ ရှင်းပြနေပြီဗျာဒီဘက်မှာလည်းတို့အနေနဲ့အဲဂိုးပြက်ကိုအနိုင်ရလက်ကိုပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်အဲတို့လည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေကိုလို့ကျွန်တော်မြင်တာဒီဘက်မှာတော့ကျွန်တော်တို့4သီးဆိုပြီးတော့နျူကာဆယ်တို့အိမ်ခွေးမှာအနိုင်ရလက်ကိုပုံဖော်ထားနိုင်တယ်ပြီးရင်ကျွန်တော်တို့မန်ချက်စတာစီးတီးမန်ချက်စတာစီးတီးကတော့ကျွန်တော်တို့အဲအဝေးဘက်မှာတွားရောက်ရင်ဆိုင်တဲ့ဘက်မှာတော့ကျွန်တော်တို့အဘီရာရီယဲကိုတို့ဇီတူးဆိုပြီးတော့အနိုင်ရလက်ကိုပုံဖော်ထားတယ်ဗျာအဲဒီတော့ကြောင့်လည်းတော်တော်လေးမှ အဲကောင်းမွန်တဲ့ပုံစံတွေကိုကျွန်တော်မြင်တွေ့ရတယ်ဟာလန်တို့ရဲ့ twin goal တွေကိုလည်းဒီနေ့ပွဲမှာကျွန်တော်ထပ်ပြီးတော့မြင်တွေ့ရတယ်ပြီးရင်တော့ကျွန်တော်တို့ Arsenal Arsenal ကတော့ဒီနေ့ပွဲမှာတော့အဲတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းနေနဲ့ပြီးရင်လည်းတော်တော်လေးဟိုမှအဲနောက်တန်းဟိုမှကောင်းပါတယ်ဆိုတော့အတင်းတင်း Atletico Madrid နဲ့ကျွန်တော်တွေ့တဲ့ပွဲမှာတော့သူတို့အနေနဲ့အဲတော်တော်လေးဟိုမှအဲရုပ်ပြဆင်းမဲ့ကိုရှုံးနေမှုဖြစ်သွားအောင်သူတို့အနေနဲ့ကောင်းပြခဲ့တယ်ဒီတော့ကြောင့်လည်း Arsenal နေနေရဲ့ ပြည်မြလေးမှာလည်းတော်တော်လေးမှခြေနေကောင်းလို့တစ်ဖက်ကကျွန်တော်တို့ခြေမြလေးမှာလည်းတော်တော်လေးမှအမ်ပုံစံကောင်းတွေပြသထားနိုင်တယ်ဗျာဒီတော့ကြောင့်လည်းကျွန်တော်တို့အဲရှင်မြန်နဲ့ပွဲမှာတော့တို့အနေနဲ့လေကိုဆိုလေကို0ဆိုပြီးတော့တို့အနေနဲ့ဂိုးပြတ်တွေပါတွေကိုဆက်လက်ပြီးတော့တို့အဲပြသထားနိုင်တယ်ဒီတော့ကြောင့်လည်းကျွန်တော်တို့အဲပြီးမြလေးပွဲစဉ်တွေနောက်ပြီးမြလေးပွဲစဉ်ကိုလာလို့ဆိုရင်အဆင်အနေနဲ့လည်းပြန်ပြီးတော့ထပ်ပြီးတော့အနိုင်နိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပြီးရင်ကျွန်တော်တို့ဒီညရှင်မြန်ကစားကြတဲ့ အဲပွဲတွေထဲမှာတော့ဆိုရင်တော့ကျွန်တော်တို့တော်တန်ဟော့စပါပါမယ်ပြီးရင်ကျွန်တော်တို့ချက်စီပါမယ်ပြီးရင်လီဗာပူးရှိပါမယ်မဒီထဲမှာမှကျွန်တော်တို့အဲတော်တယ်ဟော့စပါတော့ကျွန်တော်တို့အဝေးဘက်မှာတွားရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့ကျွန်တော်မူနာကိုနဲ့ပွဲမှာတော့သူတို့အနေနဲ့အစည်းအဝေးဆိုပြီးတော့တည်ကြသွားတယ်ကျွန်တော်ပွဲကျုံမှာပြောခဲ့လို့ပဲမူနာကိုကတော့တော်တော်လေးမှာအင်ဝင်ကောင်းတဲ့အသင်းတစ်သင်းဖြစ်တယ်ဗျအထူးသဖြင့်ကျွန်တော်တို့မန်ချက်စတာစီးတီးနဲ့ပြီးမဲ့ချန်ပီယံလိပွဲစဉ်နှစ်မှာတော့ဆိုရင်လည်းကျွန်တော်တို့နောက်ကနေလိုက်ပြီးတော့ ငါတို့အဲအတွင်းကိုတွေပါပြန်လည်အတွင်းနိုင်ပြီးတော့တို့ရဲ့နောက်တန်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေတွေ့စေရတဲ့အတွက်ကြောင့်ကျွန်တော်တော်တန်ဟော့ဆွားအနေနဲ့အဝေးကမှတွားရောက်ရှင်ပြန်တဲ့ပုံမှာမလွယ်ကူလာဘူးလို့တော့ကျွန်တော်ပြောခဲ့တယ်။အဲဒါပေမဲ့ကျွန်တော်တကယ်လက်တွေ့မှာလည်းအဲတော်တန်ဟော့ဆွားအနေနဲ့ဒီနေ့ပွဲမှာတိတ်ပြီးတော့အဲမလွယ်ကူလာဘူးလို့တော့ကျွန်တော်မြင်တယ်။အဲအတွက်ကြောင့်လည်းတို့အနေနဲ့အဲ twin ကိုတွေမရရှိပဲနဲ့တို့ဇီးဇီးဆိုတော့တည်ရလက်ပုံဖော်ထားခဲ့။ပြီးတော့ကျွန်တော်တို့ချက်စီချက်စီကတော့ကျွန်တော်ညတော့ရှင်ပြန်ခဲ့တဲ့အဲပွဲမှာတော့အေဂျင့်နဲ့ရှင်ပြန်တယ်ဗျာ။ဒီပွဲမှာတော့တို့အနေနဲ့ ဆောစောစီစီအေဂျင့်တင်းကအနီးကပ်တွေပါ ထိတယ်ပြီးရင်လည်းအဲသူတို့အနေနဲ့အဲ goal တွေဟိုတောက်လျှောက်လိုလိုမျိုးအဲတွင်းတယ်ဒီထက်မှမှသူတို့ကျွန်တော်အဲပွဲပြီးသုံးတဲ့ချက်မှပြောကြလို့ပဲလေနှစ်သင်းပေါင်း6ခုပြဒီ6ခုထဲမှာမှကျွန်တော်ပနတီယာ3ခုတော့မှပါတဲ့အတွက်ကြောင့်တော့သူရဲ့နောက်တန်းနှစ်ဖက်နောက်တန်းနေရာတော့တော်တော်လေးမှဖြတ်ထုတ်မှုတွေတော်တော်လေးမှပြင်းထန်တယ်လို့ပြောလို့ရမယ်ဒါပေမဲ့ချက်စီးကလည်းသူရဲ့အိမ်ကွင်းလည်းဖြစ်တယ် ပြင်လေတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေနဲ့အနိုင်ရလက်ပုံဖော်ထားနေတယ်ဗျာပြင်လေသူတို့ကစားသမားတွေကိုတော်တော်များများဒုတိယပိုင်းမှာဆုလို့ဆင်ဗျာအဲတော်တော်များများကိုပြောင်းလဲပြစ်တယ်ဒီအတွက်ကြောင့်လည်းကျွန်တော်ပြင်းပြလေးပွဲစဉ်ကိုအတွက်ကိုခြေစည်းအနေနဲ့ကစားသမားတွေကိုအနာပို့ပြီးတော့ပေးနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ကျွန်တော်တစ်ဖက်ကလီဗာပူးလီဗာပူးကတော့ကျွန်တော်တို့အဲ front back မှာ front back ကိုကျွန်တော်အဝင်းဝင်းမှာတွေ့ရအောင်ရင်ဆိုင်တဲ့ပွဲဖြစ်တယ်ဒီဘက်မှာတော့ကျွန်တော်တို့ အဲအနေနဲ့အများကြီးတော့တိတ်တော့မမျောလင့်ထားဘူးဘာတက်လဲကြောက်လဲဆိုရင်အဲလေဘောင်းအနေနဲ့ကျွန်တော်တို့ပီးမားလိမ့်မော်ရောပြီးရင်ချန်ပီယံလိမ့်မော်ရော တောက်လျှောက်လေးပွဲဇက်ရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့လေဘောင်းတို့အဝေးကသွားရောက်ရင်ဆိုင်မဲ့ပွဲမှာတော့တိတ်ကူတော့မလွယ်ကူလာဘူးလို့တော့ထင်တယ်ဒါပေမဲ့တစ်ဖက်မှာစုံတွဲမဲ့အတင်းကလည်းအဲလေဘောင်းနဲ့တိတ်ပြီးတော့မကွာဘူးသူတို့လည်းရှုံးပွဲတွေကိုတောက်လျှောက်ကြုံတွေ့ထားတဲ့အတင်းတင်းဖြစ်တဲ့ဒီနေ့တင်းရဲ့ထိတ်တိုက်တွေ့ဆုံမှာတော့ တော့ကျွန်တော်ကပ်ရှိမှာရေးတတ်ခဲ့လို့ပဲကျွန်တော်တို့အခုမိုးများရွာသွားမလားပေါ့ဒါပေမဲ့ကျွန်တော်ထင်ထားသလိုမျိုးပဲအဖြစ်ခဲ့သွားတယ်ရုံသုံးနေတဲ့လေဘောက်တို့ဥဆောင်ကိုစပြီးတော့ပေးရတယ်ဒီပေးရတဲ့ဂိုးကလည်းနောက်တန်းရဲ့ကျွန်တော်တို့ပုံစံဒီအမှားနေပဲဆက်ပြီးတော့ကျွန်တော်တို့ဂိုးတွေဆက်ပြီးတော့ပေးရတယ်ဒါပေမဲ့လေဘောက်တို့အနေနဲ့ဒီပွဲကနေပြီးတော့ပထမဆုံးဂိုးကနေတော့တင်ငန်းစာယူပြီးတော့နောက်ကျသွင်းဂိုးတွေနဲ့ နောက်ကနေလိုက်ပြီးတော့တော်တော်များများအကောင်းမွန်တဲ့အဲဂိုးတွေကိုထပ်ပြီးတော့သွင်းတယ်ဗျပထမပိုင်းမှာတင်3-1လောက်လာဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့အဲဒုတိယပိုင်းမှာမှထပ်ပြီး2ဂိုးတွေပါထပ်သွင်းတော့သူတို့လည်းဒီနေ့ပွဲမှာတော့5-1ဆိုပြီးတော့ဂိုးပြတ်နိုင်ရလက်ပုံဖော်တာဒီတော့ကြောင့်လည်းကျွန်တော်တို့ဒီတစ်ပတ်ရဲ့ကျွန်တော်ချန်ပီယံလိပွဲစဉ်သုံးမှာတော့အဲအင်္ဂလန်အသင်းတွေကြီးစိုးခဲ့တဲ့အဲညတညလို့တော့ပြောလို့ရတယ်ကျွန်တော်ဒီတော့ကြောင့်လည်းကျွန်တော်တို့အနေနဲ့ အင်္ဂလန်ကနေတော့တောင်ရောက်ရှင်ပြန်တဲ့အသင်း6သင်းထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ၃ဝက်ဆက်ကိုနိုင်ထားတဲ့အသင်းတစ်သင်းဆိုလို့အာဆင်နယ်အသင်းတစ်သင်းပဲရှိပါတယ်။ဒီအတွက်ကြောင့်လည်းအာဆင်နယ်အနေနဲ့ကျွန်တော်တို့ပြီးမြောက်လေးမှာရောချန်ပီယံလေးမှာရောတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုမြင်တွေ့ရနေတဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့ဘယ် အဆင့်တီးကိုတက်လှမ်းသွားနိုင်မလဲဆိုတာညီကိုရေအနေနဲ့ဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ချမန်လေးပွဲစဉ်ရင်ကျွန်တော်ပွဲစဉ်ရင်တုံးပြီးသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ table လေးကိုတစ်ချက်လောက်ကြည့်လိုက်အောင်။ table လေးမှာချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ မနေ့ကချန်ပီယံဖြစ်တဲ့ PSG ကပဲကျွန်တော်အဆင့်တစ်နေရာမှာအဲရက်တိနေဘာတော့ကြောင့်လဲဆိုသူ့အနေနဲ့အဲ twin goal ကလည်း10 goal ပေးထားတယ်ပြီးရင်လည်းကျွန်တော်တို့ Bayern Munich ကလည်းနည်းနည်းလေသူတို့ကအတူတူပဲဗျာ twin goal 10 goal ပေးထားပြီးတော့သူတို့နှစ်ယောက်ကတော့အဆင့်1 2မှာရက်တိနေပြီးရင်တော့အဆင့်3နေရာမှာတော့ကျွန်တော်တို့ Inter Inter ကတော့သူတို့ရဲ့အဲ goal ကတော့6-6အထိတောင်မှာအဲညှထားတဲ့အတွက်ကြောင့်သူတို့အနေနဲ့အဆင့်3နေရာကိုကျွန်တော်တို့ရက်တိထားတယ်ပြီးရင်တော့ကျွန်တော်တို့အဲအင်္ဂလန်ကနေတော့တောင်းရှင်ပြန်တဲ့အသင်းသင်းဖြစ်တဲ့ Arsenal Arsenal တော့ဒီနေ့ ကျွန်တော်တို့အဲတေဘယ်ထဲမှာတော့သူအနေနဲ့အဆင့်၄ထိလောက်ကိုတလန်းလာနိုင်တဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့မြင်တွေ့တယ်အသူအနေနဲ့လည်းအဲ twin go တွေ black shit တောင်မှဖြစ်တဲ့အတွက်ကြောင့်တော့ထပ်ပြီးတော့နောက်ပွဲတွေမှာဘလောက်ထိတောင်မှအာဆင်နယ်တို့ထပ်ပြီးတော့ twin go တွေကိုထပ်မြင်အောင်လဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်မှာပြီးရင်တော့ကျွန်တော်တို့အဲအဆင့်၅နေရာမှာတော့ကျွန်တော်တို့ဥရောပရဲ့ချန်ပီယံဖြစ်တဲ့ real madrid real madrid မှတ်ချက်ကတော့ကျွန်တော်တို့အဆင့်၅နေရာမှာရပ်တည်နေပြီးတော့ကျွန်တော်တို့အဆင့်၆နေရာမှာကျတော့ dortmund dortmund ကတော့ကျွန်တော်တို့ အဲနဲ့ရှုံရှုံမဲ့စတူကြတယ်ဗျာသူ့အနေနဲ့လည်းနှစ်ပွဲအဲနှစ်ပွဲနိုင်တစ်ပွဲတည်ရင်လည်းသူ့အနေနဲ့ခုနှစ်မှတ်ဆိုပြီးတော့ရထားတယ်ပြီးရင်တော့ကျွန်တော်တို့မန်ချက်စတာစီးတီးလည်းအတူတူပဲမန်ချက်စတာစီးတီးလည်းနှစ်ပွဲနိုင်တစ်ပွဲတည်ရင်ဆိုပြီးတော့မန်ချက်စတာစီးတီးရတယ်ကျွန်တော်တို့အဲပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့မိုနာကိုမှဝင်းဝင်းသွားရောက်ရှင်ပြိုင်တဲ့ပွဲမှာသူ့အနေနဲ့သူတို့အနိုင်ရလက်ကိုတေချာမဲ့အခြေအနေမျိုးကနေ ပြန်လဲအဲတွင်းကိုတွေပေးလိုက်ကြတဲ့အတွက်ကြောင့်တို့အနေနဲ့သေတမက်ရသွားတဲ့အတွက်ကြောင့်တို့အနေနဲ့အဆင့်ကိုကျွန်တော်ခွန်ထီလောက်ကိုဖျက်သွားပြီးတော့ကျွန်တော်ခဏမတ်ပဲရတယ်ပြီးတော့ကျွန်တော်နျူကာဆယ်နျူကာဆယ်လည်းဒီနှစ်အဲချန်ပီယံလိမ်းမှာတော်တော်လေးမှခြေစွမ်းကောင်းနေပြသထားနိုင်တယ်တို့အနေနဲ့လည်းအဲရှုံးမွဲဆိုလို့ကျွန်တော်ဘာစီလိုနာနဲ့တို့အိမ်ငွေမှာရှင်ပြိုင်နေပွဲတစ်ပွဲပဲကျွန်တော်တို့အဲရှုံးနေထားတာတွေ့ရပြီးရင်တော့ကျွန်တော်တို့အဲနှစ်ပွဲဆက်အဲတောက်ချောက်နိုင်ထားတဲ့အတွက်ကြောင့်သူအနေနဲ့6မှတ်နဲ့ရပြီးတော့တို့ကလည်း goal ကလည်း +6 တော့မှဖြစ်နေပြီးရင်တော့ကျွန်တော်တို့ ဲဘာစီလိုနာဘာစီလိုနာကတော့ဒီနှစ်မှာတော်တော်လေးမှအဲချင်းနေနေဆိုးတယ်လို့ပြောရဲမနစ်ကတဲ့စာလို့ဆိုရင်ဒီတက်ကြောင့်လည်းသူ့အနေနဲ့ကျွန်တော်တို့အဲသုံးပွဲကံပြီးတော့တဲ့အချိန်မှာသူ့အနေနဲ့နှစ်ပွဲပဲနိုင်ပြီးတော့သူ့အနေနဲ့တပွဲရှုံးနေတာတော့တွေ့ရတယ်ပြီးရင်တော့အဆင့်တစ်ဆင့်မှာတော့ကျွန်တော်တို့လေဘဝူးရှိပြီးတော့လေဘဝူးကတော့အဲသူတို့လည်းအတူတူပဲနှစ်ပွဲနိုင်တပွဲရှုံးထားပြီးတော့သူ့အနေနဲ့ပလက်ကတော့အဲဂိုးကတော့ကျွန်တော်တို့အဲပလက်ဖိုးလောက်ပဲဖြစ်ပြီးတော့အဲ 6မှတ်တော့ရထားတယ်ဗျာပြီးရင်တော့ကျွန်တော်ချက်စီချက်စီကလည်းကျွန်တော်အာလေဘောက်ထုနဲ့အတူတူပဲသူတို့လည်းနှစ်ပွဲနိုင်တစ်ပွဲရှုပ်ပြီးတော့ကျွန်တော်အဲ6မှတ်ရထားပြီးရင်တော့ကျွန်တော်တို့ချက်စီပြီးသွားလို့ဆိုရင်တော့တော်တန်ဟော့စပါတော်တန်ဟော့စပါတော့အဲကျွန်တော်ဒီထဲမှာမှာအာပြင်းပြလေးကနေရောသွားရှင်ပြိုင်တဲ့အထက်မှာတော့သူ့အနေနဲ့တော့တော်တော်လေးမှအဲအဆင်မပြေတဲ့ပုံစံမျိုးတွေ့ရမယ်ဘာတကြောင့်လဲဆိုတော့ရင်ဗျာကျွန်တော်သုံးဝဲကံပြီးသွားတဲ့အချိန်မှာသူ့အနေနဲ့၅မှတ်ပဲရထားရရထားနိုင်တဲ့အတွက်ကြောင့်အဲတော်တန်ဟော့စပါအနေနဲ့နောက်လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေပြန်လဲရဖို့လိုအပ်တယ်လို့အမြင်နဲ့ပါတွက်ကြောင်လဲဆိုလို့အဲ့လိုမျိုးမဟုတ်ဘဲနဲ့1 to 10နဲ့တော့မပါဘူးဆိုလို့ရှင် play off တွေနဲ့ပြန်ပြီးတော့ကစားမယ်အတွက်ကြောင့်ကစားသမားတွေနဲ့အဲပြီးရင်အဲကစားသမားတွေပို့ပြီးတော့ပင်မမ်းမယ်လို့တော့မြင်တယ်ဘာကြောင့်ပွဲချက်တွေကိုပို့ပြီးတော့တခြားအသင်းတွေလည်းစားလို့ရှိရင်အဲပွဲတွေပိုကန်းမယ်အတွက်ကြောင့်တော်တန်ဟော့စပါအနေနဲ့နောက်ပွဲတွေမှာအနိုင်ရလက်ကိုပုံဖော်ထားနိုင်ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်ညီကိုရီနေရောကျွန်တော်ဒီတစ်ပတ်ချန်ပီယံလိပွဲစဉ်အဲ၃မှာတော့ ညီကိုတွေအနေနဲ့အဲအားရကျင်းနှမှုရှိကြတာဘယ်ကစားသမားကအဲဒီတပတ်ချန်ပီယံလိပွဲစဉ်သုံးမဲ့အကောင်းဆုံးကစားသမားလို့မြင်ရလဲဝင်ရောက်ဆင်းနေမှတ်ချက်ပေးသွားလို့ရပါတယ်နောက်ရချိရှုပ်ပေးတဲ့ညီကိုတယောက်ချင်းကြိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပါဗျာ